အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ performance ကောင်းကောင်းကြိုက်တဲ့ official global user တွေအတွက် dimensity 9300 ultimate ကို7သိန်းဝန်းကျင်နဲ့ဝယ်ယူနိုင်မဲ့ techno pover cap 5g လေးကို unboxing လုပ်ပြီးအတူတူကြည့်မှာဖြစ်ပါတယ် pover cap ရဲ့ recap ကတော့အနည်းငယ်ပဲပြောစရာရှိသေးပါတော့မနေ့ကကျွန်တော်တို့ unboxing short video လေးတင်ပေးလိုက်ပါတယ်ဒီနေ့ကတော့ထုံးစံတိုင်းပြည့်ပြည့်စုံစုံ bar feature တွေပါတော့အသေးစိတ်ဆန်းပေးထားတယ် အဲ recap ကြည့်ခြင်းတဲ့သူတွေက time stamp ဘာသာဖြစ်တဲ့အတွက်ကြော်ပြီးတော့ကြည့်လို့ရပါတယ်ပထမဆုံးအနေနဲ့ဈေးနှုန်းကတော့ရှိမှပြောခဲ့တဲ့အတိုင်း73သိန်းကို100ရောပါ 8256k pover cap 5g version ကိုကျွန်တော်70သိန်း9900နဲ့မင်းတို့အနေနဲ့မှာရှိရဆိုင်တိုင်းမှာဝယ်လို့ရနေပါပြီဒီကောင်းရဲ့အဓိကအားသာချက်ကတော့ကျွန်တော်မြန်မာပြည်ကိုဝင်ရောက်လာတဲ့ global အလုံးပေါ့နော် official global အလုံးတွေကိုပြောတာဒါပေမဲ့6300 ultimate ပါတဲ့ pover cap ကအကောင်းဆုံး performance ရတယ်လို့ပြောလို့ရတယ်တရုတ်လုံးရင်တော့မရှင်းနဲ့ပေါ့ဗျာတရုတ်လုံးက bro 73တောင်ပြီးလိုက်ပြီးဟိတ်ဆိုရင် tavo 4တွေ tavo 3တွေနောက်ထပ်ဒါသူနဲ့ soc အတူတူဖြစ်တဲ့တရုတ်အလုံးအာ note 14 pro 5g တောင်9သိန်း9000လောက်ပဲဝယ်လို့ရနေတာပေါ့နော် officially global မှာဆိုရင်တော့ pova cap 5g ဟာတကယ်လေတန်တယ်လို့ကျွန်တော် notification နောက်ကြတာလဲစိတ်ပူစရာမလိုသလို Google service လည်းအဆင်ပြေတယ် အဲဖုန်း call recording သုံးမယ်ဟိဆိုလဲကောင်းကောင်းသုံးလို့ရတယ်ကျွန်တော်တို့က recommend ကောင်းကောင်းပြုလို့ရတာဟုတ်ပြီ73ဝင်းကျင်မှာ performance ကောင်းနေဖုန်းတွေက login နဲ့ social media လဲတကယ်သုံးမယ် daily drive တွေကိုကောင်းကောင်း share သုံးကျင်နေသူဆိုရင် power cap 5G ကိုကျွန်တော်တို့ညွှန်လို့ရတယ် official global တွေကအနေထားကိုပြောတာပါပါဝင်တဲ့ camera set ရဲ့အနေထားတော့ဒီဖုန်းဒီကျွန်တော်အမြင်ရ အာဟိုကင်မရာကိုအသားပေးတဲ့ဖုန်းတစ်ခုအနေနဲ့တော့ထွက်ရှိလာတာတော့မဟုတ်ဘူးဒါပေမဲ့ main camera 64 megapixel ပါတယ်နောက် depth sensor တစ်လုံးထည့်ပေးထားတယ်ပေါ့နော် selfie ကတော့30 megapixel ပါတယ်စတဲ့သိန်းတဲ့ဖုန်းတစ်ခုမှာတော့ ultra wide lens ပါရင်တော့ full perfect ဖြစ်မယ် sample photo တွေရိုက်ကြည့်တဲ့အနေအားမှာတော့သူကကျွန်တော်တို့ပြင်ပတဲ့တူညီတဲ့ realistic color ကြရင်တော့သူ့ဟာကိုသဘောကျနိုင်တယ် စတသိန်းဝင်းကျင်ကုမ္ပဏီ official အလုံးကြီးထဲမှာရှိရင်တော့ပုံဖွဲ့မစိုးလို့ပြောလို့ရတယ်။အရင်ကင်မရာကိုမဖြစ်မနေဝိုးကနေဝါကနေလာလာဆိုတော့ဒီကောင်ကအဲ့လိုအဲ reset မျိုးတော့ရမှာမဟုတ်ဘူး။အကောင်းဆုံးကတော့ကျွန်တော်ရှိမှပြောခဲ့တယ် performance ကတော့အကောင်းဆုံး display ဘိုင်းကတော့ပူပါ CPU ထဲမှာပထမဆုံး gap display နဲ့လာတဲ့ phone ပေါ့နော်။ jewel gap တော်တော်လေးလဲ big quality ကပါပါလျားလျားနဲ့အကုန်လုံးကြိုက်မဲ့အနေထား။ကြိုင်ရမယ်ဗျာ။အပြောရရင် အထူက 7.45 mm ပဲရှိတယ်အလေးချိန်186 gram ဆိုတော့တော်တော်ပုပ်ပုပ်ပပခြင်လို့ရတဲ့အနေထားကိုသဘောကျမယ်ဒါက battery 9500 mAh ပါတာเนาะ quick charging ကတော့45 watt ပဲတချို့ကြတော့လေမဖြစ်တင်ညာဖြစ်တယ်တော့ပြောကောင်းပြောနိုင်တယ်ဒါပေမဲ့45 watt နဲ့9500ဆိုရင်တနားရီလောက်တော့အသွင်းရနိုင်တယ်ပေါ့เนาะအဲကျွန်တော်တို့စမ်းကြည့်တဲ့လောက်ဆိုရင်လေအဲသူ့ရဲ့ display 7.78 AMOLED panel ရဲ့အဲရုပ်ထွက် reset က color accuracy ရော brightness ရော တော်တော်ကောင်းတာကိုတွေ့ရတယ်အမ်နည်းနည်းလေးကြီးများကျင်တယ်ဟဲ့ဆိုရင်တော့ dual speaker တော့ပါတယ်ပေါ့နော်အဲ့ dual speaker ကအာဒီ gap display ပါတယ်ဖုန်းရဲ့ထုံးစံတိုင်းအရင်ကတော့အရင်ကတော့လမ်းပြန်ညီကတော့မကောင်းဘူးဒါပေမဲ့ dual speaker ပါလာတာတော့လက်ခံလို့ရပါတယ်နော်ပြည့်စုံအောင်လုပ်ပြီးလိုက်တယ်ပေါ့ဗျာတနည်းအားဖြင့်ပြောရရင်တော့ဒါပဲအာပြင်မအသွင်ပြင်အနေထားကတော့ကျွန်တော်အတူတူလိုက်ကြည့်ပါမြင်ရင်တော်တော် ကြိုက်မယ် pick quality အနေထားကိုရပါမယ်။ဩ saturated ဘိုင်းအတွက်ကတော့ under display fingerprint ပါမယ်။အမ်ပါပါညာညာရေစိန်ကြီးနဲ့တူတော့ရေစိန်လို့မရပါဘူး IP64 เนาะ Sublet Pro တော့ပါပါလိမ့်မယ်အဲ့တော့အသေးသေးကြည့်မယ်သူက like ခဲ့ပါဒိုင်မန်စီ9300 LD Mate ကို official global မှာ73သိန်းနဲ့သုံးနိုင်မဲ့ Bova Cap 5G ပါ RAM 8 256GB ကို 73တရာရုံးနဲ့ရမှာဖြစ်ပါတယ်ဖောက်ကြည့်ရအောင်ပါဒါတော့ကျွန်တော်တို့ရဲ့မင်းသားကြီးပူဘာကက်ဖိုက်ကြီးပါပြီးမှကြည့်ပါမယ် user guide တွေ runicate တွေပါမယ်ပူဘာကက်ဖိုက်ကြီးမှာတော့ကာဘာကိုအာဆီလီကွန်အကြည်လေးပဲပြန်သုံးပေးထားတယ်0.7လောက်တော့အထူးရှိပါလိမ့်မယ်တိုက်စီဂျို45ဝက်ချာဂျင်ကောင်းလေးထည့်ပေးထားပါတယ်ပါဝင်တဲ့ဟာဝဲစပက်တွေအားလုံးဒီမှာရေးပေးထားတယ်ပေါ့နော် Pover Cap လေးရဲ့ big quality design အတားအနာပါ Pover series ရဲ့မှာပထမဆုံး Jewel Cap display နဲ့လာတဲ့ဖုန်းလို့ပြောလို့ရတယ်တော်တော်လေးပါပါတယ်7.45 mm ပဲရှိပြီးအလေးချိန်ကလည်း9500 mAh battery ပါတာကိုကျွန်တော်တို့186 gram ပဲလေးတာဆိုတော့ပေါပပပကင်လို့ရမယ့်ဖုန်းဖြစ်မယ်ပါဝင်တဲ့စွမ်းဆောင်ရည်မြင့်8300 ultimate SoC နဲ့တော့ဒါတော့ပါရင်တော့ပူမဲ့အနေထားတော့ရှိနိုင်တယ်ဒါတော့စမ်းပြီးမှသိမယ်ပေါ့နော်ဒီဇိုင်းအတွင်းပြင်အနေထားကဒါ ကျွန်တော်တို့က matcha design လို့အလွယ်ခေါ်တာသူရဲ့ official site မှာပြောထားတာက interstellar spaceship design ပေါ့နော်အာကာသယာဉ် design ကို inspire ယူပြီးလုပ်ထားတယ်ဆိုပြီးတော့ပြောတယ်တော်တော်လေးဒီပုံစံ design တွေမြင်ရလှပါတယ်လူကြီးကန်ကန်လူငယ်ကန်ကန်ဒီ design လေးက futuristic ဖြစ်တဲ့ဘက်ကိုသွားတယ်ကင်မရာဘက်ကတော့ကျွန်တော်တို့ ပုံမှန်မြင်တိနေကြအနေထားတိုင်းပဲပေါ့နော်ဒီဘက်ဘေးကိုကတ်ထားတာတော့တော်တော်များများသဘောကျလေးပဲပေါ့နော်ပြီးရင်ကျွန်တော်ထိတ်ဆုံးမှာတော့64 megapixel main camera ပါမယ်ဒါဒီကောင်ကတော့အကူ sensor depth sensor လိုမျိုးလေးပါပါမယ်နောက် flash me ပါမယ်တကယ်တမ်းပြောရရင်တော့ camera dual camera setup ကိုမှအလုပ်ဖြစ်မဲ့ camera တော့64 megapixel main camera ပါမယ်အချိန်မှာတော့13 megapixel selfie camera ကိုထည့်ပေးထားပါတယ်ဘောင်တွေကတော့ဟို bling bling ဖြစ်အောင်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတိုင်း ကိုင်းမယ်ဟေးဆိုရင်သူ့ဘောင်းလေးကလက်ရထင်မဲ့အနေထားရှိနိုင်တယ်။နောက်ခက်ကကဘာကတော့ matte finish လေးလုပ်ပြီးထားတော့တုံတန်ုံလက်ရထင်မှာမဟုတ်ပါဘူး။ get display ဖြစ်သွားပြီမဲ့ speaker ကတော့နှလုံးပဲဗျာเนาะဒီအပေါ်မှာ speaker တစ်လုံးပါမယ်။ IR blaster mic ပါမယ်။ဒီဘက်ဘေးမှာကျွန်တော် volume up down power button ပါမယ်။ offset channel မှာတော့ကျွန်တော် speaker တစ်လုံးပါမယ်။အဲဒီမှာကျွန်တော် tight see box mic sense slot လေးထည့်ပြီးထားတာကိုတွေ့ရမယ်။ဒီဘက်ဘေးကတော့လုံးဝပြောင်းပါ Duration slot ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပေမဲ့ memory card တော့ထည့်လို့ရမှာမဟုတ်ပါဘူး။ Screen size ကတော့6.78 inch Full HD Blu-ray resolution နဲ့ AMOLED display ကိုသုံးရမှာဖြစ်ပါတယ်။ low light အနေထားတွေမှာလည်းမျက်လုံးထိခိုက်မှုကို short ချနိုင်ဖို့အတွက် PWM dimming technology ထည့်ပေးထားတာလည်းတွေ့ရတယ်။ P brightness ကတော့1300 nit အထိရမယ်လို့ပြောပါတယ်။ Security wire အတွက်ကလည်းအားလုံးသဘောကျမဲ့ under display fingerprint ထည့်သွင်းပေးထားတာပါ။ Official global version ဖြစ်တာနဲ့အညီ Google Surface အားလုံးလည်းအဆင်ပြေပြေသုံးလို့ရတယ်လို့ Techno Re ရဲ့ထုံးစံအတိုင်း core recording အသုံးပြုမယ်ဟိဆိုရင်လည်းအတန်ဖန်းနေသည်လို့မမီပဲနဲ့သုံးလို့ရတာဟာဒီကောင်းရဲ့အားသာချက်တွေတွေကတခုပါ။နောက်ထပ် ကောင်းတာကတော့ကျွန်တော်တို့ဒီ73သိန်းဝင်းကျင်ဝယ်ယူရရှိနိုင်တဲ့ကုမ္ပဏီဖုန်းတွေထဲမှာ Dimensity 9300 Ultimate နဲ့ဝယ်လို့ရတဲ့ဖုန်းဆိုတာဒီကောင်ပဲပေါ့နော်ဒီကောင်ကကျွန်တော်တို့ official ဝင်တဲ့အလုံးတွေထဲမှာ performance အကောင်းဆုံးလို့ပြောလို့ရတယ်။ HangOS 15နဲ့တုံးရမယ်။အဲ 8256GB version ပေါ့နော်။ RAM က 8GB ပါတယ်။ memory extension ကကျွန်တော်တို့ 8GB ထည့်လို့ရတာဖြစ်တဲ့အတွက် 16GB ထည့်ထားပြီးတုံးလို့ရမယ်။အဲ main camera ကတော့အောက်မှာကျွန်တော်တို့ဒီမှာ sensor လေးကအတုပဲဖြစ်ဖို့များပါတယ်။ဒီကောင်ကရေးထားတာ 64MPX main camera ပါမယ်။ Now front camera 13MPX ပေါ့နော်။ selfie 13MPX ပါမယ်။ battery 9500 mAh full HD+ resolution နဲ့တုံးရမယ်။ Android version 15နဲ့လာပါတယ်ဟိုတက်ကနိုသုံးနေကြသူတွေအတွက်သိသာစီတာက theme design ပုံစံအနေထားပြောင်းလဲသွားတာမြင်ပါလိမ့်မယ်သူကဒီသူ့ရဲ့ UI တစ်ခုလုံးကိုတက်ကနိုရဲ့အာဟို signature font design ရအောင်သုံးပေးထားတယ်လို့ဆိုတယ်ကျွန်တော်ပုံမှန်သုံးနေကြအတိုင်းလိုချင်တဲ့ဟိတ်ဆိုရင်လည်းပြောင်းလို့ရပါတယ်အဲ့ဒါကျွန်တော်တို့ setting ထဲကိုသွားလိုက်ပေါ့နော် setting ထဲမှာသွားတချို့ကြတော့ကြည့်နေကြမှောက်တော့နော်တမျိုးဖြစ်နေပြီဆိုလို့အဲ့ဒီမှာမှကျွန်တော်တို့ home screen setting မှာ Iconstein ပေါ့နော် Iconstein ကအခုကကျွန်တော်တို့သုံးထားတာက Vision SO ရဲ့သူ့ရဲ့နောက် design vision s ဆိုတဲ့ design ကျွန်တော်တို့မြင်နေကြ high os design ပြန်သုံးခြင်း high os မှာထားပြီးတော့ apply လုပ်ပြီးသုံးလို့ရပါတယ်။ဒါကြတော့ကျွန်တော်တို့အပြောင်းလဲဖြစ်သွားတော့ဟာဘလို့ကြီးလဲဆိုတဲ့သူတွေအတွက် နော်ငကူ icon နဲ့သုံးခြင်းလည်းသုံးလို့ရပါတယ် display and brightness ထဲမှာကျွန်တော်တို့ဘာတွေပါအောင်ကြည့်အောင်ပေါ့နော်အဲ့တော့ display and brightness ထဲမှာပုံမှန်ပါနေကြ lighting depth ပါမယ် screen brightness ကကျွန်တော်တို့ adaptive brightness ဖွင့်ထားတဲ့ဟိဆိုရင်တော့သူကအလိုလျောက်ကျွန်တော်တို့ပြင်ပအလင်းရောင်နဲ့ပေါ်မူတည်ပြီးတော့ change ပြီးမယ်ကိုစိတ်ကြိုက်ထားခြင်းနဲ့ဟိဆိုရင်တော့ adaptive brightness ကိုပိတ်လိုက်ပြီးရင်စိတ်ကြိုက်ကျွန်တော်တို့ auto shot လုပ်လို့ရပါတယ်ဒါကကျွန်တော် adaptive brightness ပေါ့နော်ပြီးရင်ကျွန်တော်တို့ eye care feature ပါမယ် eye care feature က တိရတိုင်းကျွန်တော် IK feature ဖွင့်လိုက်ပြီးဟေးဆိုရင် blue light filter လောက်လိုက်တာဖြစ်တဲ့အတွက်အဝါရောင်ဘက်ကိုတန်းသွားမယ်ပေါ့ဗျာပိတ်ရင်တော့ပုံမှန်တိုင်းငကိုနေထားတိုင်းရမယ်เนาะ sleep aim မှုဆိုတာကျွန်တော်တို့ဒါဒီကျွန်တော်တို့အိတ်ချိန်နဲ့နှီးစက်တဲ့အချိန်မှာအဲ့ရတဲ့မှာဖုံးကြည့်တဲ့အနေထားမှာ ပို့ပြီးတော့မျက်လုံးတက်တောက်တက်တာဖြစ်အောင်ကူညီဖို့အတွက်ကတော့ဒီ sleep eight မှုကိုဖွင့်ပြီးတော့သုံးလို့ရပါတယ်။နောက်တစ်ခါကျွန်တော် color style ပေါ့နော် color style ကတော့သူကလာကလေးက original color နဲ့လာတာ။ဒါပေမဲ့ပို့ပြီးတော့ bright ဖြစ်တဲ့ color လို့ကျင်တော့ bright color ကိုရွေးရမယ်။ဒါပေမဲ့ကျွန်တော်ကရှေ့မှာဗျာဘာသွားဖွင့်ခဲ့တော့ဆိုတော့ angle feature မှာဒီ sleep eight မှုကိုဖွင့်ခဲ့တော့အဲ့ကောင်ကြီးကဟိုဘာဖြစ်နေတာ အရင်ပြောင်းလို့မရအောင်ဖြစ်နေတာเนาะအဲ့တော့ဒီမှာပြောင်းလို့ရအောင်ဆိုရင် bright color ဆိုရင်ဒီမှာပြောင်းလို့ရပါတယ်เนาะ original color bright color စိတ်ကြိုက်ကျွန်တော်တို့ပြောင်းပြီးတော့သုံးလို့ရပါတယ်ဆန်းတာတော့ကျွန်တော်တို့ပြင်ပနဲ့နှီးစက်တဲ့အရာဝင်ကြည့်ချင်တာမို့လို့ original color ပဲရွေးခဲ့ပါမယ် screen refresh rate ပေါ့เนาะ screen refresh rate ကကျွန်တော်တို့ 144hz တော့ဆက်ဖို့ပေးတယ်ဒီကောင်က auto switch ဆိုရင်တော့အလိုလျောက်ချိန်ညီပေးတာကျွန်တော်တို့ standard မှာဆိုရင် 60hz နဲ့အလုပ်လုပ်မယ် high မှာထားရင်တော့ 144hz အလုပ်လုပ်မယ်ဆန်းတာတော့ကျွန်တော်တို့ auto switch နဲ့ပဲထားပြီး ဆန်းလိုက်ပါမယ်ပေါ့နောက်တစ်ခါ wallpaper and personalization နဲ့မှာ always on display ပါပါတယ်เนาะဘာလို့ဆိုတော့ AMOLED display သုံးထားတာမို့လို့ဒါပေမဲ့ဒီကောင်းရဲ့ um အဆင်မပြေတဲ့အချက်တစ်ခုက10 second ပဲရပါလိမ့်မယ် AOD သုံးမဲ့ဟိဆိုရင်10 second နေရင်အလိုလျောက်ပြန်ပိတ်သွားပါလိမ့်မယ်ဒါကသူ့ရဲ့အဲ always မရရင်မကြိုက်တဲ့သူတွေအတွက်မကြိုက်မဲ့အချက်ပေါ့နော်ကဲဟုတ်ပြီ landscape display ကတော့တိမာပါကျွန်တော်အားသွင်းပြီးတော့ ီလိုထားရင် landscape အနေထားမှာကိုပုံနေထားလို့ရတယ်လို့သူ့မှာပါတဲ့ပုံတွေလည်းပေါ်ရွေးချယ်လို့ရတယ်ပေါ့နော်သူ original ပါတဲ့ဟာ2မျိုး3မျိုးပါတယ်ကဲဟုတ်ပြီပြီးရင်နောက်ထပ်ကောင်းတာကဂျုံလုံးဒီမှာတော့ကျွန်တော်ပြလိုက်မယ် wallpaper ပေါ့နော်ဒါ wallpaper မှာမှာဒီ AI wallpaper generate လုပ်လို့ရတယ်ဒီမှာကျွန်တော်နမူနာပြပေးမယ်เนาะ AI wallpaper အဲ့မှာအရင်ကတည်းပုံမိုက်လာတာကိုပုံလေးတွေကိုပေါ့နော်ကိုပုံလေးတွေကိုစစ်ကြိုက်เนาะအဲ image ပုံလေးတွေကိုက color food drink လုပ်ချင်တာလားဒီထဲမှာကျွန်တော်တို့စိတ်ကြိုက်ပုံလေးတွေရွေးလို့ရတယ်ဗောနော်ဒီမှာကျွန်တော် color drink နဲ့တစ်ခုလောက်စမ်းကြည့်အောင်ဗောနော် choose photo ဆိုတာကျွန်တော်သမီးကိုရိုက်ထားတဲ့ပုံလေးကိုကျွန်တော်စမ်းကြည့်လိုက်မယ် generating လုပ်လိုက်မယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒါ AI generate wallpaper လုပ်ပေးလိုက်ပြီဗောနော်အဲ့တော့သူ့ရဲ့ dimensity 9300အဲဒီ make ကဟိုစွမ်းဆောင်ရည်ကောင်းတာဖြစ်တဲ့အတွက်300ရာမြင်းမြန်ဆန်းဆန်းအဆင်ပြေတယ်ဗောနော် special function ပေါ့နော် special function နဲ့မှာကပုံမှန်ပါနေကြ dynamic ပေါ့ဒါကတော့ထွေထူးပြောစရာမလိုဘူးကျွန်တော်တို့အားသွင်းလိုက်ပြီးဟိဆိုရင်အားသွင်းညှို့တက်လိုက်တာနဲ့ဒီ pan show လေးရဲ့ဘီမှာ notification တွေပေါ်ညာပါပေါ်တာပါညာ dynamic ပေါ်နဲ့လာတယ်နောက် split screen တို့ floating window တို့သုံးလို့ရတယ်လို့ကျွန်တော်တို့ဒီမှာကြည့်ရမှာ game mode ပေါ့နော် game mode ထဲမှာ by back charging လေးပါမလားကြည့်အောင် by back charging ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ jordan line နဲ့ game zone နေတဲ့အချိန်မှာ battery ကိုအားမသွင်းမနဲ့ die တက်ပြီးတော့ပေါ့နော်ဟော စောက်လို့ရတော့ battery hack ကိုကြကြခံနိုင်တဲ့အနေအထားမှာရှိပါတယ်။နောက် game space game ဘာညာအားလုံးလည်းပါတယ်။အဲ့ဒါတော့ကျွန်တော်ဟို game စတဲ့နေရာမှာပြလိုက်မယ်။နောက်ထပ်ကကျွန်တော် app twin ကဒီမှာပါတယ်ပေါ့နော်။ app twin ဆိုတာ application နှစ်ခုပေါ့နော်။ phaser နှစ်ခုလို viber နှစ်ခုလို့ပါခြင်း app twin မှာတုံးလို့ရပါမယ်။အာဘီရင်ကျွန်တော်တို့ဒီ Infinix Note 50 Pro လောကပြခဲ့တယ်လို့ဒီမဲ safety and emergency ဆိုပြီးတော့ဒီမှာပေါ့နော်အာကျွန်တော်တို့ရဲ့ uh, information တွေဘာတွေကိုဖုန်းထဲမှာထည့်လို့ရတယ်ပြီးရင် add quick alert တွေဘာတွေလဲဒီမှာအလန်းလောက်ပြီးတော့ on ထားလို့ရတယ်ဒါတော့ဒါတော့ကိုယ့်ရဲ့ personal information တွေကိုဖုန်းထဲမှာထည့်ပြီးတော့မှတ်ထားသေးခြင်းမှတ်ဖို့အတွက်ဒီ safety and emergency feature ကတက္ကသိုလ်မှာလည်းပါပါတယ်ပေါ့နော် app team မှာတစ်ချက်သွားကြည့်အောင်နော် app management team မှာ app management team မှာဆိုရင် app train ကတော့ကျွန်တော်ခုနပြခဲ့ပြီးပြီ locker ချင်တဲ့ဟိဆိုရင် app lock လည်းပါတယ်ပေါ့နော်ကျွန်တော်တို့ application တွေကိုဝင်တာ locker ဖို့အတွက်လည်း app lock တွေ app twin တွေက app management တွေကနေပြီးတော့လည်းဝင်ကြည့်လို့ရပါတယ် now battery and power saving မှာတော့ android 15ဖြစ်သွားရင် iphone တွေလိုပဲကျွန်တော်တို့ battery hack ကြည့်လို့ရပါပြီ not ဒီမှာတော့ battery hack က100%ပါ ai charging protection ကတော့ကိုယ်အသုံးပြုဖို့မူတည်ပြီးတော့ battery ရဲ့တက်တန်းချာချီခံအောင်ထိန်းညှိပေးမှာ AI နဲ့ပေါ့နော် software နဲ့ထိန်းညှိပေးမှာဒါပေမဲ့ကိုကမရဘူးကိုယ့်ရဲ့ default အနေထားနဲ့ တက်မှတ်ခြင်းနဲ့ဟိတ်ဆိုရင်ကိုယ့်ရဲ့ဘက်ထရီကိုအသွင်းမှာအများဆုံး90ရာခိုင်နှုန်းထိပဲအသွင်းသုံးမယ်95ရာခိုင်နှုန်းထိပဲအသွင်းသုံးမယ်ဆိုတဲ့အနေထားပုံစံမျိုးလုပ်ပေးတာပေါ့နော်အဲ့ဒါလည်း ဖွင့်လဲဖွင့်ပေါ့နော်အဲ battery hack ကိုကြာကြာခန်းချင်းဒါမှမဟုတ်ရင်သူ့မှာ origin နဲ့ပါတဲ့ AI charging protection ကိုပဲတုံးရင်လဲအဆင်ပြေပါတယ်နောက် reverse wireless charging ရပါတယ်ပေါ့နော်ဒီဖုန်းကနေပြီးတော့ reverse wire charging အခြားဖုန်းကိုအသုံးပြုလို့ရတယ် charging speed ကိုလည်း smart charge နဲ့တွင်းမလား low temperature charge နဲ့တွင်းမလားရွေးလို့ရပါတယ်အဲ့တော့ဒါကသူ့မှာပါတဲ့ software ဘိုင်းနဲ့ပတ်သက်ပြီးတော့ feature တွေဟောနောက်ထပ်မပြောမဖြစ်ပါမှာ AI ပေါ့ဗျာ Techno AI ကိုတကယ်တမ်းပြောရရင်အာဒီလောလောဆယ်ထွက်ထားတဲ့ အဲ Techno AI ပါတဲ့ဖုန်းတွေဟာတနည်းအားဖြင့်ပြောရင် Canon 4D Pro ရှိမယ် Canon 3D Pro Plus လာနောက် Spec 3D Pro Plus လာအဲ့ကောင်တွေရှိမယ်အဲအဲ့ကောင်တွေဒီ G တရာနဲ့လာတာပဲဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ပူပါ Cap လောက် 5G ပေါ်မှာ AI တုံးတာလောက် smooth ဖြစ်ဖြစ်ချောချောမွေ့မွေ့တုံးလို့မရမှာမဟုတ်ပါဘူး။ဘာလို့ဆိုတော့ Boba Cap မှာပါတဲ့ SoC ကဟိုကောင်းမွန်တဲ့ စမ်းဆောင်ရည်မြင်တဲ့ SOC ပါတာဖြစ်တဲ့အတွက်ကတော့ကျွန်တော်တို့ AI feature တွေကိုကောင်းကောင်းသုံးလို့ရတယ်မကောင်းတဲ့အချက်ကတော့မကောင်းတဲ့အချက်ဆိုတာတော့မဟုတ်ဘူးဗျာကျွန်တော်တို့ဘာမှပြင်းနေမကိုက်တဲ့အချက်ကတော့ဒီကောင်က real time call translator တွေဘာတွေအားလုံးပါလာတယ်မြန်မာပြည်ဝင်တဲ့အထက်မှာဆိုရင်တော့ Xiaomi က global လုံးဝင်မဲ့ဟိတ်ဆိုရင်အဲစကားပြောလိုက်တာ ਨੇ မြန်မာလိုပြန်တဲ့ feature မြန်မာစာက တခါတည်းပါတယ်ပေါ့လောဆယ်တော့ကျွန်တော်တက္ကနိုလို infinite မှာ god translator ရေတိုင်း god translator ပါပြီးမြန်မာလိုသုံးလို့မရသေးဘူးပေါ့နော်အဲ့ဒီတခုလေးရှိမယ်နောက်ပြီးရင်ကျွန်တော်တို့ဒီ translation assistant ကတော့ဒီကောင်ကတော့ပြဿနာမရှိဘူးဒီကောင်ကတော့ကျွန်တော်တို့မြန်မာလို support ပေးပါတယ်ဘာမစ်ကနေအင်္ဂလိပ်ပြောင်းလာဘာသာစကား88မျိုးပေါ့နော် translate လုပ်ချင်တယ်ဟိဆိုရင်အဆင်ပြေပြေသုံးလို့ရတယ်နောက်တစ်ခုကောင်းတာကကျွန်တော်အပေါ်မှာပြောဖို့မိနေတာဒီ error voice ပေါ့နော် hi error အဲ့တော့သူ့ LR ကကျွန်တော်တရုတ်က DC ပေါ့နော် DC software နဲ့ချိတ်ပြီးတော့ AI တွေကိုမေးလို့သုံးလို့ရတာလေကောင်းတယ်ပေါ့နော် AI voice ဆိုသူ့သူ့ system အောင်မဟုတ်တခါတည်းတရုတ် DC AI နဲ့ချိတ်ပြီးတော့သုံးလို့ရပါတယ်။နောက် social system မှာလည်းအာကျွန်တော်တို့ဟို translate translation တွေစကားပြောနေနေလုပ်လို့ရတယ်။ဒါပေမဲ့မြန်မာလိုမပါသေးဘူး။နော်အဲဒီမှာတနည်းအားဖြင့်ပြောရင် ီပဲပေါ့နော် my language are english other people language ကရွေးလို့ရတာ1 2 3 4 5 6 7 8 6မျိုးတော့ရွေးလို့ရပြီမြန်မာသားမှာပါသေးပါဘူး now writing assistant တို့ AI note เนาะအစားရှိသဖြင့်ကျွန်တော်တို့မြင်မှုနေကြ AI feature တော်တော်ပါတယ်ရှေ့မှာ AI wallpaper generator လဲကျွန်တော်စမ်းပြပေးခဲ့ပြီဗျာ AI wallpaper generator အခုနကလုပ်ပြပေးခဲ့တယ်။နောက် AI gallery ထဲမှာဆိုရင်လေပုံတွေကိုကျွန်တော်ဖြတ်ဖို့ပြင်ဖို့ကတော်တော်မြန်ပါတယ်ပေါ့နော် မြန်ပါတယ်ဆိုတာ အဓိက SOC ကောင်းလာလို့လည်းပါပါတယ်ဒီမှာကျွန်တော်နမူနာပြပြမှာဗျာเนาะသူက AICU ထဲမှာပါတာဘာတွေပါတော့ဆိုတော့အဲ AI Chef Net Plus ကပိုကြီးပိုတောက်အောင်လုပ်တာဗောနော AI Erase ကကြတော့ကျွန်တော်ဖြတ်မှာဗောနော AI Erase ဆိုရင်ပုံလေးမှာပါတယ်ဖြတ်ချင်တဲ့ဟာကိုကျွန်တော်ဝိုင်းလိုက်ဗောနော OB ဝိုင်းပြီးရင်ကျွန်တော် Start to Erase လုပ်လိုက်အောင်မယ် nice เนาะဒါဆိုရင်သဘွဲကုန်ဖြစ်ပြီးတော့တကားပေါက်ဖြစ်အောင်ပြန်လုပ်ပေးလိုက်တာ AI node ထဲမှာကျွန်တော် ပုံလေးတွေပါလေးဆွဲလို့ရတယ် AI နဲ့ generate လုပ်မယ်ဆိုပြီးတော့ကျွန်တော်ဒီမှာပန်ဒီပုံလုံးလေးဆွဲလိုက်တယ်နော် generate လုပ်ကြည့်လာနော်ကျွန်တော်တို့ AI နဲ့ generate လုပ်လိုက်ရင် sketch ဘာမှမဟုတ်ဘူးကျွန်တော်ကအဝိုင်းလေးဝိုင်းပြီးတော့ပန်ဒီပုံလေးပေါ်လာတယ်အဲ့ဒါကိုကျွန်တော်တို့ကသူကအဲ့လိုနော်ခဲပကြီးလိုလုပ်လို့ရတယ်လို့မျိုးစုံကိုစိတ်ကြိုက်သူပေးထားတဲ့၃မျိုး၅မျိုးပေါ့နော်စိတ်ကြိုက်ပုံစံရွေးပြီးတော့လဲ ခိုင်းလို့ရပါတယ်ခိုင်းလို့ရတဲ့နေရာကိုမှအကတတော်လလက်ပို့ပြီးတော့ကြီးတရာထက်မြန်ဆန်နဲ့နှုံးနဲ့ကျွန်တော်တို့ဒီလိုနော်ပုံတွေကို generate လုပ်လို့ရတယ်ပေါ့နော်ပုံမှန်တွေ့နေကြ cycle to search ပေါ့နော် cycle to search ကပါတယ်သုံးရတာလဲဖုန်းနေရာအတူတူပါပဲဒီမဲ့ကျွန်တော်ဘားလေးရှိရပေါ့နော်ဒီ site ဘားလေးမှာဖိထားလိုက်ဖိထားလိုက်ပြီးနော် cycle to search ကို သုံးလို့ရပါပြီနော်ဒါကတော့ကျွန်တော်တို့ပူပါ cap မှာပါတဲ့ AI feature တွေကို ပြပေးခဲ့တာဖြစ်ပါတယ်ကင်မရာပေါ့ဗျာကင်မရာကတော့ကျွန်တော်ပြောချင်တာဒီတစ်ခုလုံးမှာအရင်ကြီးတော့ကင်မရာနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မမျော်လင့်ပါနဲ့ကင်မရာအရင်ကြီးကောင်းတယ်ဆိုတဲ့ဘက်ကတော့မသွားဘူးဒီဈေးဝင်ခြင်းထဲမှာအရင်မစိုးလာတဲ့ရုပ်ထွက်ကိုတော့ရတယ်ပေါင်းတဲ့ feature တွေနဲ့ဆိုရင်တော့ ANGC portrait ပါမယ် video ပါမယ် Pioneer နဲ့ကဒီကောင်မှာ 4K 30fps ကျွန်တော်တို့ရိုက်လို့ရပါတယ်เนาะ 4K 30fps ရိုက်လို့ရပါတယ် selfie camera မှာဆိုရင်ရော selfie camera မှာလည်း 4K 30fps ရိုက်လို့ရပါတယ်ဗောနော်အဲ့တော့ပုံမှန် 2K တွေ့နေကြတာဒီကိုကတော့ 4K ရပြီ AI cam ပါမယ်နောက် portrait ပါမယ် super night ပါမယ် mode ထဲမှာကြတော့ slow motion ကျူတဲ့ video blog timeless panorama screenshot pro မှု document ဆိုပြီးတော့ဒါသူ့မှာပါဝင်တဲ့ feature အကုန်ပါ AIGC portrait မှာကျွန်တော်ခုနကြီးနေပါတော့ hair style တွေပြောင်းလို့ရရော hair style နဲ့နောက်အဝတ်အစားတွေပြောင်းလို့ရရနော်အဝတ်အစားတွေ နော်ဒီပုံတော့တော့ try ကြည့်အောင်ပဲကွာနော်ဒါ AIGC portrait နဲ့ရိုက်ထားတဲ့ပုံပါနော်အဲ့တော့ကိုယ်စိတ်ကြိုက် clothing တွေဝတ်ပြီးတော့ရိုက်လို့ရရပေါ့နော်ဒါကိုယ်စိတ်ကြိုက်ဆိုတာတက်သူ့မှာရွေးစရာဘယ်နှမျိုးပါတော့ 1234567891010ဆယ်မျိုးပါတယ်ပေါ့နော်သူဇွန်ပေါ့နော်ဇွန်ကသူ့64 megapixel မှာဇွန်ကို15သားစီချဲ့လို့ရပါတယ်15 hc ချဲ့လို့ရပါတယ် sample photo ကတော့ပုံမှန်တိုင်းထည့်ပြလိုက်တယ်ဒါကတော့ aingc portrait ပေါ့နော်အဲကျွန်တော်တို့ width ဆယ်မျိုးလောက်ပါတယ်ဆန်းရိုက်လို့ရတယ်ကျွန်တော်တို့ရုံးခန်းထဲပေါ့နော် studio ထဲမှာ indoor ထဲမှာရိုက်တဲ့ပုံရိပ်လေးတွေက မဆိုပါဘူး VIP ဖြစ်တဲ့ကာလာအနီတာတကူကိုရတယ်ဓာတ်ပုံ sample photo ရဲ့နောက်ဆုံးမှာလည်းပုံလေးအချို့ပြထားတယ် portrait မှုတွေကတော့ပုံမှန်ပဲအယောင်အနီတာကတော့ပြင်ပနဲ့နှီးစက်တယ်နော် natural color ကြိုက်တဲ့တွေအတွက်တော့အဲသဘောကျလိမ့်မယ်အရင်ကတော့ဟိုကျွန်တော်ရှေ့မှာလည်းပြောခဲ့ပါတယ်ကင်မရာကြီးဟာကနေဟင်းနေကောင်းအောင်တော့လှတဲ့အနီတာမှာတော့မဟုတ်ဘူးတိတ်ချရရင်တော့အဆင်ပြေတဲ့ပုံကြီးရမယ် outdoor unit တွေမှာလည်းအတူတူပါပဲကျွန်တော်တို့ original color နဲ့နှီးစက်တဲ့အယောင်အသွေးကိုရတာဆိုတော့ အဲ့ဘော်နော် natural look ကိုကြိုက်တဲ့လူကတော့သဘောကျလိမ့်ပါလိမ့်မယ် selfie camera နဲ့ရိုက်ထားတဲ့ပုံရိပ်အချို့ကိုလည်းထည့်ပေးထားပါတယ်ထွက်လာတဲ့ skin တုံးကလက်သင့်ခံလို့ရတဲ့အနေအထားမှာရှိပါတယ်ပုံရိပ်တော်တော်များများတော့နမူနာပြထားတဲ့ပုံတွေတိုင်းပဲရမှာပါအဲ့တော့ camera နဲ့ပတ်သက်ပြီးအရင်မမျှော်လင့်နဲ့စက်တသိန်းနဲ့ဖုန်းတစ်လုံးအနေနဲ့ ultra wide လမ်းထည့်မပေးထားတာလည်းသဘောကျစရာတော့တိတ်မကောင်းဘူးဘာဝင်တဲ့ AMOLED display နဲ့ကျွန်တော်တို့ speaker တွေကိုစမ်းကြည့်အောင်ပါနော် speaker ကနှလုံးပါပါတယ်အပေါ်ဘက်မှာတစ်လုံး ဒီအောက်ဘက်မှာတစ်လုံးအဲ့တော့နှစ်လုံးဘယ်လိုရုပ်ထွက်နေတာရှိတုံးကျွန်တော်တို့ကြည့်ရအောင်ပေါ့နော် ညီတွေ့ခဲ့တဲ့အတိုင်းပါပဲ AMOLED display ရဲ့ color accuracy brightness ကတော်တော်ကောင်းတဲ့အဆင်ပြေတဲ့အနေအထားမှာရှိတယ်အာအဓိကနည်းနည်းလေးကြီးများလာမှာက Juras speaker ပါလာတာကောင်းတာမှန်ပြီမဲ့အတန်းချီလေးပြတ်သားမှုဘိုင်းနဲ့အဲကျွန်တော်ဘေးဆိုင်ရတာလေးတော့နည်းနည်းလေးလိုအပ်ချက်ရှိတယ်လို့တော့ခန့်စားရတယ်။ဒါပေမဲ့အာ cat screen ဒီလောက်ပပလေးပုံမှာ Juras speaker ပါလာတာတော့ဟိုအရင်မကောင်းဘူးဆိုရင်တော့ ပြည့်စုံလုံလောက်အောင်တော့လုပ်ပြီးထားတယ်ပေါ့ဗျာဒါကတော့ speaker နဲ့ပတ်သက်ပြီးပြောတာပါ display ကတော့ကောင်းပါတယ်အဆင်ပြေပါတယ်ကျွန်တော်တို့ထုံးစံတိုင်း gain site ပါလဲပါတယ် white changer တွေပါ냐အားလုံးကလည်း support ပေးပါတယ်เนาะကျွန်တော်ဒီမှာ white changer magic white changer လည်းပါတယ်เนาะအကုန်ပါပါတယ် support ပေးတယ်ပေါ့เนาะပုံမှန်ပါနေကြကျွန်တော်တို့ screenshot screen record ကိုပါသလို performance မှုနဲ့ short ပေါ့เนาะအကောင်းဆုံး frame rate လိုချင်တဲ့သူကတော့အဲ့တော့ဒါက pover cap 5g 73တန်ဖုန်းပါ ရမယ် graphic setting เนาะ high frame rate ultra ရပါမယ်နောက် mac quality လည်း ultra ရပါမယ်အဲ့တော့ ultra ultra ဆော့ကျင်တဲ့သူအတွက်ကတော့ mic main ပဲပေါ့เนาะအဲ့တော့ battery ဘာညာဘယ်လောက်ခံတော့ကျွန်တော်တို့ review ရောက်မှဆန်းပြမယ်နောက်ထပ်ကကျွန်တော်တို့ပါရှိလဲဆိုတော့ on တော့ king on တော့ king ရဲ့ကျွန်တော် graphic setting ဆိုရင်ဒီမှာ fps က max ရမယ် resolution ultra ဆိုတော့အမြင့်ဆုံးပဲဆော့ရင်လည်းကျွန်တော်တို့120 fps နဲ့အလုပ်လုပ်မှာပါတကယ်လို့ performance နဲ့အကျဉ်းချင်းလဲဆိုရင်တော့ performance မှုမှာထားပြီးတော့ဆော့ပါ Povercat 5G မှာရမယ် graphics setting မှာဒီမှာပါကျွန်တော် smooth h twin plus ဆိုတော့90 fps ရပါတယ်90 fps ကိုကုမ္ပဏီလုံးအအခုစတတိုင်းတံမှာဆိုရတဲ့လုံးဝမရှိသလောက်ပဲပေါ့နော်ကုမ္ပဏီလုံးနဲ့ရဆိုရင်ဒီကောင်က okay ပါလိမ့်မယ်เนาะ smooth h twin ရမယ် valence ultra ရမယ် hd ultra ရမယ် hdr ultra ရမယ် အဲ့တော့ HR တော့မပွင့်ဘူးအဲ့တော့ smooth h twin blast ပေါ့ကျွန်တော်တို့ review စမ်းပေးခဲ့ဖြစ်တယ်ဟိဆိုရင်တော့ဒီကောင်ကို 90fps နဲ့ပဲ block battery ကုန်လုံးပါတော့ကျွန်တော်တို့စမ်းပေးပါမယ်ရပြီပေါ့နော်ဂျာရိုပေါ့မပေါ့ကတော့တစ်ချက် training room ထဲမှာဝင်ကြည့်အောင်ဒီမှာเนาะကျွန်တော်ပေါ့ရယ်ပေါ့နော်ပေါ့ရယ်ပေါ့ရယ်ဂျာရိုကပေါ့ပါလေဂျာရိုကပေါ့ပါလေတဲ့အဲ့တော့ဘလောက်ပူတော့ဘာတော့ညာတော့ကတော့ကျွန်တော်တို့ နောက်ရက်မှဆန်းရမှာဘောနော်စကောက်ချိန်ပြီးပြကြည့်အောင်ဟွန်းစိုးစမှုဘောနော်စိုးစမှုပဲစိတ်သွားတိုင်းကူပါပါတယ်လို့နော်စကောက်ချိန်ပဲဆိုဒါပေမဲ့နော်ပူတာတော့ပူနိုင်တယ်ဗျ။ तू ကပပလေးရယ်။တကယ်ပပလေးပဲ။ပပလေးဆိုတော့ပူတာပူနိုင်တယ်။ weight ချိန်ကြည့်အောင်သူကတော့186လို့ကြော်ညာတယ်အပြင်မှာဘယ်လောက်ရှိတော့တော့သိချင်းဒါနဲ့ချိန်လိုက်ရင်ရတယ်ဟုတ်တယ်185.8ဆို186 gram ပဲရှိရလေအပေါ်ပေါ်လေး Techno Bova Cap Leo unboxing လုပ်ပြီးတော့ first impression အနေနဲ့ပြောရရင် big quality design ဌာနကတော့ Bova series လို့ထင်မှားလောက်အောင်ကို တော်တော်လှလှပပတက်တက်ရည်ရည်လေးနဲ့တကယ်လုပ်ပြီးထားတာ မိုက်တယ်ပေါ့နော်အဲ့တော့ pick quality အရင်ကောင်းတယ်လို့ပြောလို့ရတယ်လို့နောက်ကဒီကျွန်တော်တို့ဒီ match finish နဲ့ကလည်းကျွန်တော်သုံးနေတဲ့တစ်လျှောက်လုံးမှာတော့လက်ရထင်တာကိုမတွေ့ခဲ့ရဘူးကင်မရာဘိုင်းနဲ့ပတ်သက်ပြီးပြောရရင်တော့ကင်မရာကိုအရင်ဦးစားပေးထားတဲ့ဖုန်းတစ်လုံးမှုတ်တာဖြစ်တဲ့အတွက်အရင်ရောဟိုကင်မရာကောင်းကောင်းရမယ်လို့တော့မမျှော်လင့်နဲ့အဲလင်းအောင်ကောင်းကောင်းရှိတဲ့နေရာမှာရရင်ထိုက်တဲ့ဆက်သိန်း၁၇သိန်းဝန်းကျင်ကုမ္ပဏီအလုံးကြီးမှာရနိုင်တဲ့ကင်မရာပုံထွက်မျိုးတော့ ရမယ်ဟာကနေငနေကောင်းလောက်အောင်အနေထားတော့ရမှာမဟုတ်ဘူးဆက်ဖီကတော့ကောင်းပါလေဘာပြောပြောเนาะကျွန်တော်အိမ်ဘက်ကပြစေပါတယ်ပိုဝါ7မှာတော့ကောင်းတာပိုဝါကက်ပါတော့သူ30မီဂါဆက်ဖီကအဆင်ပြေတယ်ဒီနေရာမှာကျွန်တော်တို့မာတီမီယာဘိုင်းပေါ့နော်မာတီမီယာဘိုင်းပြောရရင်ပါတဲ့ပန်နဲ့ display quality ကအဲကျွန်တော်ကြည့်ရတဲ့ color accuracy တွေ brightness တွေနောက် contrast တွေတော်တော်ကောင်းတယ်ပေါ့နော်ဒီဈေးထဲမှာအဆင်ပြေတယ်နည်းနည်းလေးကြီးများရမယ်ဆိုရင်ဒီကျွန်တော်တို့ မှန်ခုံးမှာ dual speaker ပါလာတာမိုက်ပြီးမဲ့တွင်းနေကြတိုင်းပဲပေါ့နော်အရင်ဟို speaker ဘိုင်းနဲ့ပတ်သက်ပြီးတော့တိတ်တော့မကြည်နိုင်ဘူးပေါ့ဗျာတိတ်တော့မကြည်နိုင်ဘူးဆိုတာကောင်းတယ်ဒါပေမဲ့အဲကြည်လင်ပြသားမှုဘိုင်းနဲ့ bass line လေးနည်းနည်းနဲတယ်လို့ခံစားရတယ် balance ကတော့ထုံးစံတိုင်းတိတ်တော့ speaker မဖြစ်ဘူးပေါ့နော်အာအောက်ဘက်ကချိန်မယ်ပေါ်ဘက်ကနည်းနည်းလေးတွန်းမယ်ဘလောက် decibel တိတိုက်တာတော့ကျွန်တော်ရှိမှာအတိုင်းပြပေးထားတယ်ဒီကောင်မှာပါဝင်တဲ့ dimensity 9300 ultimate ကတော့ ဒက်ခနိုရဲ့လောဆယ်ထွက်ထားတဲ့ entry merit နဲ့မှာပါဝင်တဲ့ AI တွေကိုကောင်းကောင်းသုံးကျင်တဲ့ဟိဆိုရင်တော့ဒီကောင်ရ9300အဒီမိတ်ကမိုက်တယ် daily drive ကိုပဲ33ရေရှည်သုံးမဲ့သူအတွက်လည်း OK တယ် game software ဟိဆိုရင် badge ဆိုရင်တခါတည်း 90fps point the low mobile legion မှာဆိုရင်လည်း ultra ultra နဲ့တခါတည်း 190fps ပေါ့ဗျာ road ride ဆော့လို့ရတာကတော့ကောင်းတဲ့အချက်ဖြစ်ပါတယ်ပါဝင်တဲ့ battery 9500 mAh ကတနည်းဒါအလုံးလုံးတော့ပုံမှန်သုံးမဲ့ဟိဆိုရင်သုံးနိုင်မယ် အဲ fast charging ကတော့45 watt ပဲပါဝင်တာပေါ့နော်အဲ့တော့ဘယ်လိုလူတွေနဲ့တက်တော်လဲဆိုတော့ကျွန်တော်တို့ကဗျာဆိုကြပါစို့ဟို performance ကောင်းကောင်း social media ကောင်းကောင်းသုံးခြင်းနဲ့ daily drive heavy user တွေအနေနဲ့ဒီကောင်းဒီပူပါကပ်ကရွေးချယ်တဲ့နေ့ထဲမှာပါတယ်ကျွန်တော်တို့ဈေးကွက်ထဲမှာဒီ infinite နဲ့ techno မှာရွေးချယ်မယ်အဲ့ဒီရ AI feature တွေကိုသုံးခြင်းနဲ့ဟိဆိုရင်တော့ဒီ9300 ultimate ပါဝင်တဲ့73တန်ပူပါကပ်ပါ performance ကောင်းကောင်း social media သုံးမဲ့သူတွေအတွက် quality အဆင်ပြေပြေသုံးနိုင်မဲ့ဖုန်းဖြစ်တယ်လို့ပြောရင်းနဲ့ဒီနေ့ video လေးကိုကျွန်တော်တို့ဒီမှာတင်အဆုံးသတ်ချင်ပါတယ်အားလုံးဘိုင်းပါပါခင်ဗျာ Here we go.